ဆက်ကြတဝီမိဖုရဲ့ကောင်ကြီးရဲ့ဟော်ဂန်တိုင်အတီချဖြစ်ခဲ့တဲ့မကွေးမိဖုရဲ့ကံကြမ္မာအကြောင်းကို သင်သိပါသလားဟုတ်ပါတယ်ကိုမောင်ခင်နောက်ပိုင်းမှာအုတ်ချုံမင်းလုပ်ခဲ့တဲ့မင်းနှုံးမင်းရဲ့မိဖုရဲ့အနက်ကမိဖုရဲ့ကောင်ကြီးဖြစ်သူဆက်ကြတဝီမိဖုရဲ့ကြီးဟာဗေဒင်နက်ခတ်ပညာမှာအလွန်ထူးချွန်သူဖြစ်ပြီးသူလိုပဲမင်းတို့မရဲ့မိဖုရားတစ်ပါးဖြစ်တဲ့မကွေးမိဖုရားကိုသူမရဲ့ကံကြမ္မာနဲ့ပတ်သက်ပြီးဟောပြောခဲ့ရမှာသူ့ရဲ့ဟောပြောချက်တွေအတိုင်းအတိအကျဖြစ်ခဲ့တဲ့အကြောင်းကိုတင်ပြချင်ပါတယ်။ ပထမဆုံးမကွေးမိဖုရားအကြောင်းပြောရရင်တော့မကွေးမိဖုရားဟာတာယာဝတီမင်းနဲ့ကြပင်းမျိုးစားမိဖုရားတို့ကနေဖွားမြင်သူဖြစ်ပြီးမင်းတို့မင်းနဲ့ဖဲ့အေတူအမေအေကွဲမောင်နှမဝန်ကွဲတော်ဆက်သူဖြစ်ပါတယ်။နန်းတွင်သမက်ချက်တွေအရဘယင်နဲ့မောင်နှမတော်ဆက်တဲ့အပြင်မိဖုရားဖြစ်လဲရွေးကောက်ခံခဲ့ရတာကြောင့်မကွေးမိဖုရားရဲ့အစဉ်တန်းဟာနိုင်ရမိဖုရားကြီး၄ပါအောက်အဆောင်ရမိဖုရားကြီး၄ပါတို့ထက်ပုံမအစစ်မြင်ပြီး အရီတုံမင်္ဂလာဒေဝီဆိုတဲ့ဘွဲ့မြီခန့်မိဖုရားကြီးလည်းဖြစ်ပါတယ်။ဒါပေမဲ့မကွေးမိဖုရားဟာကန်ဆာတာမကောင်းသူလို့ဆိုရမှာပဲဖြစ်ပါတယ်။သူမရဲ့မောင်ရင်းဖြစ်သူကတရုတ်မျိုးမျိုးစားမင်းသားဒရိုမီရဲ့ကြောက်ခေါင်ဆိုသူဖြစ်ပါတယ်။ခရစ်နှစ်1848ခု မေလမြမတက်ကွေ1212ခုနှစ်ကစုံလာမှာတော့တရုတ်မျိုးမင်းသားဟာပုံကံမှုပြုလုပ်ဖို့ကြံစီလှုပ်ဆောင်နေဆိုပြီး သူ့ရဲ့ယာတို့စီစဉ်တွင်တင်စီခံခဲ့ရပါတယ်။တရုတ်မျိုးမင်းသားနဲ့မိသားစုဟာထွက်ပြေးဖို့ကြိုးစားကြပေမဲ့ရှမ်းပြည်နယ်တိမ်ပြည်မြို့အမရွာအနီးမှာပြန်လည်ဖမ်းဆီးခြင်းခံခဲ့ရပြီးနေုံလပြည့်ကျော်၃ရက်မှာတော့မောင်တော်ဖြစ်သူတရုတ်မျိုးမင်းသားနဲ့သားရော၂ပါး၊သမီးရော၂ပါးနဲ့မိခင်ဖြစ်သူကြာပင်မိဖုရားဟောင်းအပါအဝင်လူပေါင်း၈၃ယောက်ကိုဘရင်အမိတ်နဲ့တပ်ဖြတ်ခဲ့ကြပါတယ်။ အာနာရှင်ဘရီဒရစ်ခစ်တွေမှာလူတွေဟာအခုလိုမိသားစုလိုက်အစုလိုက်အပြုံလိုက်ရရဆက်ဆက်တက်ဖြတ်ကြတာတွေဟာအလွန်ကြေကွဲဝမ်းနှုတ်ပွေကောင်းတဲ့ဖြစ်ရတွေပါပဲရှင်။မေရော်နဲ့မောင်နှော်တို့ရဲ့အရေးကိစ္စကြောင့်မကွေးမိဖုရားဟောင်းဟာနောင်နော်ပကံမင်းလက်ထက်မှာညှိုးငယ်နေပါစွာနေထိုင်ခဲ့ရပါတယ်။ပကံမင်းလက်ထက်မှာတိုင်းပြည်အုပ်ချုပ်ရေးကိုစိတ်ဝင်စားပဲကြီးတွင်းရေးရိုရင်းပြည့်စည်လာတာကြောင့် မင်းတို့မင်းနဲ့ကနောင်မင်းတို့ရဲ့ပုံကမှုပေါ်ပေါက်လာခဲ့ပြီးမင်းတို့မင်းလမ်းတက်လာခဲ့ပါတယ်မင်းတို့မင်းလက်ထက်မှာတော့နောင်တော်ဖြစ်သူကမိဖုရားအဖြစ်ချီးမြှောက်ခဲ့တဲ့အတွက်မကွေးမိဖုရားရဲ့ကန်စာတာဟာပြန်လည်တက်လာခဲ့ပါတယ်ဒါပေမဲ့မင်းတို့မင်းရဲ့မိဖုရားကောင်းကြီးဖြစ်တဲ့စัจ जा ဒေဝီကမကွေးမိဖုရားရဲ့စာတာကို တက်ချက်ကြည်ပေးခဲ့ပါတယ်။စကြဒေဝီမိဖုရားကြီးဟာဘေးနက်ခက်ပညာအရာမှာအလွန်ကျွမ်းကျင်သလိုအလွန်ကျဉ်းနာတနာတက်တဲ့စိတ်နှလုံးကောင်းနဲ့ပြည့်ဝတာကြောင့်တိုင်းသူမိသားစုတန်ဝန်ကပဲမင်းတို့ရဲ့မိဖုရားငယ်တွေကအစသူမတို့ရဲ့အမကြီးအရင်ကဲ့သို့ချစ်ခင်ကြည်ညိုလေးစားခံရသူတဦးလည်းဖြစ်ပါတယ်။စကြဒဝီမိဖုရားကြီးရဲ့ဇာတာစစ်စေးချက်အရာမကွေးမိဖုရားဟာနောက်အသက်တက်လာမယ့်ဘေးရင်လက်ထက်မှာမင်းပြင့်မင်းတန်တက်လိမ့်မယ်လို့ဟောပြောခဲ့ပြီးလိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေပါလုပ်ပ ဖို့အကြံပေးခဲ့ပါတယ်။မကွေးမိဖုရားအနေနဲ့လည်းစัจ जा ဒေဝီမိဖုရားကြီးရဲ့ဟောပြောချက်ကိုယုံကြည်ရာကြောင့်နောင်ရီးကိုမျှော်တွေးပြီးတော့မင်းတို့မင်းထံခွန့်ပန်ပြီးမိဖုရားအဖြစ်ကနေဆုံးလွတ်ပြီးတော့နမ်းမြို့အပြင်ဘက်မှာပဲနေထိုင်ခဲ့ပါတယ်။အလွယ်ပြောရရင်တော့မင်းတို့မင်းနဲ့ question လိုက်တဲ့သဘောပဲဖြစ်ပါတယ်။ဒါပေမဲ့နန်းရင်းထဲမှာတော့မင်းတို့မင်းနဲ့ထွန်းကားခဲ့တဲ့ပြင်စီမင်းသမီးနဲ့မင်းခင်မင်းသမီးတို့နှစ်ဦးကတော့နန်းရင်းထဲမှာပဲနေရခဲ့ကြပါတယ်။ ။မကွေးမိဗျာဟောင်းဟာနမ်းမြို့ပြည်မှာနေထိုင်စဉ်အတွင်းမောင်းလှော်တိုးဆိုတဲ့အရက်သားနဲ့ဒုတိယအိမ်တောင်ထူထောင်ခဲ့ပါတယ်။ဒီလိုနဲ့မင်းတော်မင်းနဲ့ရွာဆံပြီးရဲ့နောက်မှာတော့တိပေါ်မင်းနတ်တက်လာချိန်မှာနန်းနွင်းနဲ့ကြံခဲ့တဲ့မကွေးမိဗျာဟောင်းရဲ့သမီးတော်မင်းခင်မင်းသမီးဟာနန်းနွင်းနဲ့ကမင်းမျိုးမဟုတ်တဲ့ငတူးဆိုသူနဲ့တိတိဆိတ်ချစ်ကြမိကြပါတယ်။ဒီကိစ္စကိုနန်းတော်ကသိသွားတဲ့အချိန်မှာတော့မြမာတက်ကွေ1245ခုကစုံလိုက်ပြီးကျော်2ရက်ခရစ်နှစ်1883ခု ဧပြီလ22ရက်တနင်္ဂနွေနေ့မှာတော့မင်းခင်မင်းသမီးနဲ့ငတူတို့ကိုအဆုံးစီရင်မှုတောက်တံကိုထုတ်ခဲ့ပါတယ်။ဒါပေမဲ့မသက်ခင်မှာမင်းသမီးကိုအသက်ချမ်းသာပေးပြီးမေတော်မကွေးမိပြားနဲ့အတူမအောင်ယရနာဖျားမှာဖျားကျုံအဖြစ်တူတဲ့ချင်းခံခဲ့ရပါတယ်။အသက်ခံရတာတက်ဆိုင်တော်သေးရဲ့လို့ပြောရမယ့်အခြေအနေပေါ့ရှင်။မင်းသမီးနဲ့ချစ်ကြိုက်ခဲ့တဲ့ငတူကိုတော့ငိုကောင်းကိုပိုးစီပါတယ်။ဒါပေမဲ့မင်းကွန်းရွာအနီးအေယာဝတီမြစ်အတွင်းမှာပဲ ပင်လယ်မြို့ဝန်ကရေချတုံ့တင်ခဲ့ပါတယ်။ကစုံလာပြည်ကျော်9ရက်ဧပြီလ24ရက်နေ့မှာတော့မကွေးမီပြည်ဟာမင်းခင်မင်းသမီးနဲ့ကျင်းစီမင်းသမီးတို့အသားမီ3ဦးကိုပင်လယ်မြို့ဝန်ထံအနှံခဲ့ပါတယ်။အဲ့ဒီခေတ်ကမြို့ဝန်အမတ်စသူတို့ထံအနှံထားရဆိုတာတနည်းအားဖြင့်အကျယ်ကျုံနဲ့ထားရတဲ့သဘောဖြစ်ပြီးအချိန်မရွေးမင်းပြင့်မင်းတန်းတင့်ခံရနိုင်တဲ့အနေအထားပဲဖြစ်ပါတယ်။ မကွေးမိဗျာဟောင်းဟာမြန်မာနိုင်ငံကိုအင်္ဂလိပ်တွေသိမ်းပိုက်ပြီးတဲ့နောက်နိုင်ငံမိသားစုဝင်တွေကိုနိုင်ငံရေးပြင်ဆင်ပေးရမှာတတိယရန်အစစ်မိဗျာအဖြစ်အသိမှတ်ပြုခံရပါပြီ င်စင်တလကိုရူပီငွေ85ရူပီနဲ့အေလာက60ရူပီရရှိခဲ့ပါတယ်။သူမရဲ့သမီးဖြစ်သူပြင်စီမင်းသမီးကတော့ဒုတိယတန်းမင်းသမီးအဖြစ်တမတ်ခံရပြီးပင်စင်တလကို100ရူပီနဲ့အေလာက60ရူပီရရှိခဲ့ပါတယ်။ဒီနေရာမှာတော့မင်းခင်မင်းသမီးနဲ့ပတ်သက်ပြီးဘလောက်ပင်စင်ရတယ်ဆိုတာတော့မတွေ့ရပါဘူး။မကွေးမိဖုရားဟာမြန်မာတက်ခွေ1150ပြည့်နှစ်ဝါကောင်လပြည့်ကျော်၄ရက် ခရစ်နှစ်1888ခုနှစ်အောက်တိုဘာ22ရက်အင်္ဂါနေ့မှာတန်ကုန်ခဲ့ပါတယ်။သူမရဲ့ဝါကိုကြည့်လိုက်ရင် သူမရဲ့မောင်တော်တယုံမျောမင်းသားရဲ့အရေးကြောင့်သူမကလွဲပြီးတမိသားစုလုံးမင်းပြစ်မင်းတန်းတင်ခဲ့ရပါတယ်။အဲဒီနောက်နောင်တော်မင်းတို့မင်းချောင်းမိဖုရားအရာရခဲ့ပြန်ပါတယ်။ဒါပေမဲ့စัจ जा ဒေဝီမိဖုရားကြီးရဲ့ဟောကင်းကြောင့်သူကိုယ်တိုင်ရဲ့တောင်းဆိုချက်အရာပဲနန်းတော်ကိုရှောင်ခဲ့ပေမဲ့ ဒီပေါ်မင်းလက်ထက်မှာသူသမီးတော်မင်းခင်မင်းသမီးကြောင့်အရှန်တကွဲအကျိုးနဲ့စွာမင်းပြင်းမင်းတန်းတင်ရပြန်ပါတယ်။သူမအနေနဲ့စကြတဝိမိဖုရားကြီးရဲ့ဟောကင်းကနေရှောင်မှုစူးစားခဲ့ပေမဲ့ကကြမာစုကိုလွတ်အောင်မရှောင်နိုင်တာကိုတွေ့ခဲ့ရပါတယ်။သူမရဲ့ဘဝအနေအမြင့်အတက်ကြွယ်ကိုကြည့်ရင်လူတယောက်ရဲ့စမ်းချတဲ့ကံကြမာနဲ့တံဝေကရရွယ်ဘဝတွေကိုလည်းတွေ့မြင်ရပါတယ်။ကျမတို့လူသားတွေအနေနဲ့လည်းရေဘွက်ပမာခဏတာဆိုတဲ့အတိုင်းတူတောင်းလာတဲ့လူဘဝကိုရလာခိုင်မှာ လောဘတွေဒေါသတွေမာမာနတွေနဲ့ထောင်းလွှားတက်ကြွနေကြမယ်အစားအကျဉ်းသားတရားမြစ်တာတရားတွေ ထားကြရင်လူလောကကြီးဟာအကျမ်းတရားနေမှာပဲမဟုတ်ပါလားရှင်လူချင်းမင်းတို့အနေနဲ့ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတော့ထောက်ပြဝေဖန်တာတွေဆွေးနွေးတာတွေကိုလည်းပြုလုပ်နိုင်ကြောင်းဖိတ်ခေါ်အပ်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်